အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့နှွေဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့နေ့ပြပြမယ့်စောင်းလေးကတော့ဆီယမကြာနေကြောင့်မမလေးရေးသားထားတဲ့ကဘာမီဝဲဆိုတဲ့စောင်းကလေးရဲ့ခန်းဆက်ပဲဖြစ်ပါတယ်ရှင်ဒီမှာကြည့်နော်အဝိကိုဟိုရန်ဒီရန်မလုပ်ရဘူးကျန်းကိုသူ့အကြောင်းနဲ့သူအရှိလိုက်တိုက်သွားရတယ်ရေရလဲရွှဲနေအောင်မစွရဘူး ရေစွတ်ပြီးတော့အဝတ်ကိုညှစ်ပြင်ရတယ်။အဝတ်ဆူဆူနဲ့ဟိုဘက်ဒီဘက်လှည့်တိုက်ပြီးလို့မဲလာရင် တခါရေခွက်ထဲကိုအဝတ်ညှစ်ပြီးတော့ဂျေးရီတွေဆင်သွားအောင်ရေညှစ်ချရတယ်။မြင်လား။အမားတိုက်တာအဲ့လိုနော်။အဲ့ဒီလိုတိုက်နော်။ဟလွန်ွယ်သည်မချုံးရင်လက်မအဝတ်ကိုယူလိုက်ခါလက်ထံပြပေးနေသည့်အတိုင်းကျမ်းပေါ်တွင်ဒူးကိုထောင်းလျက်ရေစိုးဝင်းနေကျမ်းကို အရှိလိုက်ပေါ်တိုက်လေ၏။ ကျမ်းမော်၌နောက်ဆုံးနောက်ဆုံးနှင့်ပို့တိုင်လာရင်ဒီအလုံးမှာ ကောက်ဆိုင်အလုံးလောက်မခဲရင်ဘူးမပင်မင်းဘူးဟု အောင်းမိမိသည် ကျမ်းမြင်ကိုစိစိဆက်ဆက်စင်စင်ကြဲကြဲတိုက်နေပုံကိုမြားစွာမှစိတ်တိုင်းကြလျက်အတင်ရမခဲရင်ပဲပါးနဲ့ချင်းရှိမန်းကို အာရကျင်းတဲ့ခါအေကန်းမှထွက်သွားလေသည် မန်ချောရင်မမိုးမလင်းငင်အိယာကထာတန်လေသည်အိယာမထတာနှင့်မီးသွားမွေးလျက်ဖိုပေါ်တွင်ရင်တွင်ဝိုးတည်ထားလိုက်ပြီးမှ မျက်နာတစ်ခါကိုလဲတုတ်တင်လေသည် မိုးမလင်းသေးသဖြင့်အိမ်တကားများကိုမဝင်သေးခင်မီးဖွင့်၍ဧကန်းကိုဖုံးခါလေသည် အဝေးတစ်ခုနှင့် ကလထိုင်ဇပွဲပစ္စည်းများကိုပို့တိုက်တုတ်တင်ပြုပြင်ပြီးနောက်ရှေးဦးစွာ ကော်စောပေါ်မှအမိုင်များကို အုံးတပြည့်စည်းတို့ကလေးနှင်းလှဲချပြီးမှကျမ်းမြင်ကိုကြံမွေးနှင်းလှဲလိုက်လေသည်အေကန်းပြီးလျင်ထမင်းစာကန်အိတ်ခံမီးဘူကံစသည်ဖြင့်အကြီးတကားပိတ်အိတ်နေသည့်အခန်းမှလွဲ၍တအိမ်လုံးရှောက်လှဲခြင်းလေသည် ထို့နောက်တံပုံးတွင်ရေးထဲလျက်အဝိနှင်ကျမ်းပင်များအနှံ့အဆက်တုတ်တင်ပေါ်တိုင်လေ၏ကျန်တိုင်နေရင်ရင်နှွေးဝူးစုမစူထားကြလျက်ရင်နှွေးစုနေလျင်ရင်နှွေးဝူးကိုချကဒံအိုးထဲတွင်ဆန်ထဲ၍စေးကြောလျက်ဖိုပေါ်တွင်ထမင်းအိုးတင်ခဲ့ပြီးမှကြံသောနေရာများကိုဆက်လက်၍တိုက်ပြန်လေ၏ ကျန်းတိုက်ပြီးလင်ထမင်းစားကန်းရှိစပွဲကုံပေါ်တွင် အဝေခင်းလျက်လက်ဖက်ရည်တောက်ရန်ပကံခွဲရောက်နိုးကွယ်စကြဘူးများကိုခင်းချင်းကစားပွဲပြင်ထားလိုက်သည် ထမင်းအိုးစု၍ငှဲ့ပြီးသလောက်တွင်မိုးမှလင်းလာလေသည် ကျင်းငဲ့တာရကာကလေးများသည်တိုက်မြုံထက်မှထကာတေးချိုချိုကျူးရင်နေသည်အလားအိမ်နာပတ်လဲတဝိုင်းတကြီးကြီးအော်မြည်၍ပြန်တန်းနေကြလေသည်မချောရင်သည် ပရင်းတကားများကို တကပောင်းမကြံရှောက်ဖွင့်လျက်ပရင်းပေါင်အပြင်သို့ခေါင်းပြူကမျော့ကြည့်နေလေသည် တာယာကြည်နူးဝေကောင်းသောနန္ဒခင်ရှုခင်းဤအလားပါကိုခံစားကြည်များ၍လာ၏နုပြိုလန်းဆက်သောလေကလေးသည် ကိုလဲ့လှူရှားထား၍မောဟိုင်းနေသောနှလုံးကိုတိုးဝေပွတ်တက်လျက်အမောပြေအကြည်ရက်ပပြန်းပေးကြသည်တန်ဝင်းကျင်တစ်ခုလုံးသည် စိတ်ငြိမ်အေးချမ်းစွာဖြင့်ပကတိရိုးရိုးကလေးဖြစ်နေခြင်းပင်ချစ်စရာကောင်းနေပေ၏ မန်ချုံရင်သည်ကောင်းကင်မှ ထွက်ပြူစာနေမင်းနှင့်နန်းနှင့်စင်မလွတ်တန်းမျက်နှာချင်းဆောင်ကြည့်သည်တခါတရံနေလုံးတွင်မက မကွယ်သေးသောလာဝင်းကိုပါတွေ့ဆုံကကြီးပြားဖြူတင်းနေသောမိုးသားကိုငေးမြော်၍တဖက်တက်ကြည်နူးမိတော်သည် နန်နယ်ဦး၏ငိမ့်ဝဲတာယာလှပခြင်းကြောင့်အလားတန်အကြည်ဓာတ်တို့တကူလုံးတို့ပြန့်နှံ့၍သွားလေ၏တကူလုံးတွင်အေးမြကြည်လင်ကမှွေးကြံ၍လာလေသည်အင်းအားကိုဖြည့်တိုး၍ပေးပြီးတကယ်သို့တက်ကြွလန်းဆန်း၍သွားလေသည် တွန့်လဲ့ပေါ်ပါလာသောခြေလန်းများဖြင့်ဗရင်းမောင်းမှခွာခဲ့လျက်မိဖို့တဲသို့တုတ်ချေတင်ဝင်သွားလေ၏ထိုနောက်စွမ်းခူးကစွမ်းတော်ကက်ကိုပြင်ဆင်ရင်းအလုံရှုံနေလေ၏ပကံခွက်ရောက်များကိုအတန်မကြားရအောင်တတိထား၍ကင်တွယ်ပြင်ဆင်ပြီးလဖဝါပေါ်တွင်စွမ်းတော်ပန်းကို တင်လျက်ဖျားကန်းသူသွားလေသည် အကြီးမှာအိယာထဲမှာမချောရင်တိုး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 ဖျားရှိခိုးနေတဲ့နင်းစူတောင်းနေတဲ့များကိုအတန်ကြာနားထောင်၍နေလေသည်ထို့နောက်ကိုဘော်မဆောင်ကိုခွာ၍တကားထားဖွင့်ကစံမြင်ကိုရှက်တိုက်လျက်အခန်းထဲမှထွက်လာလေသည် လက်ဖက်ရည်စပွဲတွင်မချုံရင်သည်တရင်စာကို စိန်ပြေနပြေဖက်ကစိတ်ဝင်စားနေ၍ရှေးမှထိုင်တော့နေသောအကြီးကအေးကုံတော်မဲဟုတတိပေးရသည်တရင်အထူးဆန်းပါလျင်မချုံရင်သည် အကြီးအားဖက်ပြတယ်လေဘယ်သူပဲညာဝေဖန်ပြောဆိုနေပေသည် အကြီးကတိုင်းဘာစားမလဲ ဟိုမေးလိုက်မှပင်အကြီးချက်ချင်တာဝယ်ခဲ့ပါဟိုပြောကသတင်းစာကို တစ်ဆောင်လုံးကုန်အောင်ထိုင်ဖက်နေလေ၏အကြီးဈေးသွားနေကမချုံရင်သည်ညာဦးကစိန်ထားသောအဝေများကိုကြပြားကြရန်လျှော်ဖို့လျက်အိမ်မေးရှိကျိုးတန်းတွင်ထွက်၍လှမ်းလေသည် မော်တော်ကားတံများမှလမ်းထဲတွင် တစည်းပီးတစည်းဖြတ်ခါ ညံလာနေသည်ဤကြကွင်းဟူလေးတွဲတွဲအော်ဟစ်နေသောတရုတ်ကြီးဤတန်နောက်တွင်စောစောစီစီဆိုင်းနှင်းနှင့်လမ်းထဲသို့ဝင်လာသောအညာသားကြီးဤမဟင်းငါဟူအုတ်တောင်ညှင့်အော်လိုက်သောအတန်သည် တလန်လုံးအော်သွားလေသည် အိမ်ငန်းထဲရှိစပွဲပေါ်ကနာယီကိုလှမ်းကြည့်ပြီးလျင်ကလထိုင်းတွင်ဝင်ထိုင်ကယနေ့အဖို့ចောင်းသားများအားပြသမည်စာပေများကိုရွေးချယ်မှတ်သားစီစဉ်နေလေ၏မချောရင်သည်အင်္ဂလိပ်များပြန်ဝင်လာပြီးမှဆီယာမအဖော်တယောက်နှင့်ဆက်တူဂျူရာအီစကေလန်ယခု ိမ်ဖြူလန်းတွင်အခန်းတစ်ခုငားကအလွတ်ပညာသင်ကျောင်းဖွင့်လျက်ကျောင်းသားများအားစာသင်လေသည်စစ်ပီးခေစကောစကားအရွယ်ကျောင်းသားများ၏ပညာရေးအခြေခံမှာရှေးကထက်ဆုပ်ယုပ်နှိမ်ကျလာသဖြင့်ဖြန်လန်းဤနှင့်အမြန်တက်မြောက်စေရန်အပတ်တကုတ်စူးစမ်းအားထုတ်၍သင်ပြရလေသည် နန်းနေတိုင်းចောင်းမသွားခင်ចောင်းសាများကို အစီအစဉ်ထိုင်လို့ရသည်အကြီးစေးမှပြန်လာသောအခါဈေးချင်းထဲတွင်ပါလာသောဟင်းရွယ်ဟင်းသီးများကိုကူညီတင်ချွေလှီးဖြတ်ပေးလေသည်မီးဘူဆောင်ဤလက်စာမသိနိုင်အောင်ကျွင်ဝပေါများလာသော အလုံးများကိုဝိုင်းလုံနေစဉ်အချိန်နီးပြီထင်နေရေချိုးတော့ ဟိုအကြီးကအခါခါနှိုးစော်လေးမှမိဘမထွက်ခဲ့ကခေါင်းဖီး၍ရေချိုးပြီးဖီးလိန်ကအဝေအစားလဲရသည်မိမိဖီးလိန်နေစဉ်အကြီးပြင်ပေးထားသောထမင်းစပွဲသို့သွားထိုင်ကနန်းနဲ့စာကို စားလေသည် 9နာရီထိုးလျင်မန်ချုံရင်သည်အိမ်မှထွက်ခဲ့ကလမ်းထိန်၌ဘတ်စကားကိုတက်စီးလျက်ကြောင်းဘက်သို့သွားလေသည်ထို့သောနန်းနခင်ပြုလုပ်နေကြမိမိ၏အိမ်လုံငန်းများကိုလှနှွေရောက်လာ၍လှနှွေအားတစားစာလွှဲပြောင်းကာတင်ပြပြီးပေးလေသည်လာနွယ်ကိုမိုးမလင်းခင်မချုံးရင်ကနှိုးလေသည် လှနွယ်သည်အိယာမထထာခြင်းမီးမွေး၍ရေနွေးအိုးပေါ်တင်ပြီးမျက်နာတိခါခေါင်းဖီးသည် ထိုနောက်ဖုံတုတ်မျက်စိလဲကြမ်းတိုင်အလုံးများကိုနေတိုင်းလက်ထက်တင်၍တွားလေသည် အလုံးလုံးနေစဉ်မချောရင်သည်ဘေးမှရက်ကြည့်လျက်နှုံနှင့်တရွတ်တို့တဖွာဖွာစီကန်းကြအောင်လိုက်ပြောပြနေသည် ကြည်ထားနော်ဟောရီကလထိုင်တွေကိုဘယ်လိုဝိုင်းချထားပုံလဲဆိုတာတည်တည်ချာချာကြည်နော်လှွန်ွယ်သည်မျက်စိနှင့်စိုက်ကြည့်နေသည်မတ်ချောရင်သည်ကလထိုင်များကိုကော်စောပေါ်မှကျမ်းပေါ်သို့ဖယ်ရွှေ့ပြီးနောက်ကဲလှဲလှဲဟိုဆိုလိုက်သည်ဧကန်းဆောင်လှဲပြီးသွားလျင်လှွန်ွယ်ကိုကဲဆောဆောအောင်ပုံတိုင်းမျက်စိထဲမှာမြင်သလိုဝိုင်းချစမ်း ဟိုခိုင်းနေသည်လွန်ရသည် ကော်စောတောင်းစာတွင် ဆိုဖာကလထိုင်များကိုအုပ်ဖီ၍ချာလေသည်မချောရင်သည်ဘေးမှရက်ခါကြည်နေလေသည် အပွေးမြင်ရင်အပင်သည်အသွေးမြင်ရင်အသွင်သည် ဆိုသလိုလွန်ရပြင်းနေသော ပုံစံကိုစီစစ်လျက်လွန်ရ၌မျက်စီပဲထိတက်မတက်လက်ရာကိုလိုက်ဖမ်းကြည်နေလေသည် ပြီးစီးသွားသည့်အခါ၌မန်ချောရင်သည်လှနွယ်ကိုကြည့်၍တစ်ချက်ပြုံးလိုက်လေ၏ဒီလိုမဟုတ်ဘူးလှနွယ်မာဇန်ဒီဘက်နည်းနည်းလေးရွှေ့လိုက်အေးအဲ့ဒီဘက်တောင်းကလည်းဟိုတောင်းကအလုံးနဲ့မျက်နှချင်းဆိုင်နေအောင်တက်တက်မှန်းပြီးတော့ချလိုက်လှနွယ်သည်ပြောသည့်အတိုင်းလှုပ်လေသည်သူပြင်လိုက်သောအနေအခင်ပုံနေပုံစံကို ခေါင်းကိုတဲလိုက်ဆောင်းလိုက်မျက်စီများဆွေ၍ပင်း၍ပြန်ကြည့်လိုက်အနေထားကိုမှတ်သားနေရ၏။ကိုင်းကြည်စန်းစောစောကမင်းချပုံနဲ့တူသလား။လှနွယ်သည်ခေါင်းကိုယမ်းလျက်ပြုံးရယ်နေသည် စနေတကြခင်းချင်းပြီးစီးသွားသည့်အနေထားကိုလှဲ့၍တည်တည်ချာချာစိုက်ကြည့်ကခေါင်းတဆက်ဆက်ညှိလျက်မှတ်သားမိအောင်ကြည်နေသည်မတ်ချောရင်သည်သူသဘောကြပုံစံအတိုင်းစီမံပြောင်းလဲပြစ်လိုက်ပုံကိုလှနှွေစိတ်ဝင်စားခြင်းရှိမရှိကြိုက်နှစ်သက်ခြင်းရှိမရှိ အလားအာယုံကို ခံစားတတ်ခြင်းရှိမရှိလှနှွေအားလိလာလျက်မြတ်တောင်များတစ်ဖြက်ဖြက်ခက်ကအကဲခန့်ကြည်လိုက်ပြီးလျင်တဘောကိုတိပြီလားလှနှွေဟိုမေဆန်းကြည်သည်အိမ်ရှိဆောင်တဆောင်လုံးဤကြက်တရေမှာလှနှွေဤလက်ထဲတွင်ရှိလာလေသည်ညံကိုအတုံးလိုက်အတက်လိုက်မတုံးရဘူးလှော်ပါပြီးတုံးရတယ်ဟို့ မချောရင်တို့တို့တွန်သေးမှုကြောင့်အတိညာဉ်ရင့်တန်ကတဖြည်းဖြည်းမျက်စိပွင့်လာလေသည်အိမ်ရှိပြီးလျင်လှຫນွေမှာနောက်ဖေးတွင်အကြီးနှင့်ကိုညီလှုပ်ပေးရသည်အကြီးမှာမချောရင်လောက်စိတ်ရှိရှိပြောဟောတင်ကြားခြင်းမရှိတော့လေသူစနစ်အတိုင်းတသွေးမတိန်မလှုပ်လျင်ပြစ်တောင်ပြစ်တောင်နှင့် ဖြစ်နေလေသည်အိုးခွဲပကံခွဲရောက်များကို စေးသည့်နေရာကအစာအကြီးမှာစီကံကြီးလေသည်စေးကြောသည့်နေရာတွင်ရေများ ပြန်ကျဲဆွဲဆိုမနေရဘဲဆိုအပ်တလောက်သာလျင်ကွက်ဆူအောင်တားမြင်လေသည်အကြီးမှာမိဘကြောင့်လဲတွင်အလုံးလုံးနေတော့လဲမိဘကြောင့်ဝင်လုံးနေသည်နှင့်မတူပေ ပင်ပင်ပန်းပန်းအလုံးရှုပ်ပြားများနေပုံလဲမတွေ့ရအိမ်ရှိထွက်သွားလိုက်အိုးချကနီလောင်မှပြန်ဝင်လာလိုက်မတ်တက်မတ်တက်နှင့်လှုပ်သွားပြီးထွက်သွားပြန်သည် အလုတ်တွင်ကျင်ကျင်လဲလဲလက်မြင်ပြီးသားဖြစ်၍ပင်မန်းမုံတကြမ်းမှမရှိဘဲအေးအေးဆေးဆေးတတောင်တတာအလုတ်ကိုမမှတ်ဘဲကြားနာပြီးစီအောင် မြဲမြန်းဆန်းဆန်းလှုပ်သွားနိုင်လေသည်လှာနွယ်မှာမီးဘိုတဲတွင်အကြီးဤအတုကိုခိုးလျက်အကြီးလက်ရာခြေရာအတိုင်းလိုက်လို့ရသည် မီးဟိုတဲတွင်လက်မလင်အောင်လုပ်နေစဉ်အိမ်ရှိမှမချောရင်ဤခေါ်တန်းကိုကြားရ၍သွားရသည်ဒီမှာကြည်စမ်းအဲ့ရဖုံးကနည်းနည်းလေးရွက်နေတယ်တွေ့လားလှနွယ်ဆွဲတက်လိုက်စမ်းလှနွယ်မှာအဲ့ရဖုံးအစာကလေးကို အကြညီအောင်အตาကလေးလက်ကလေးနှင့်ဆွဲတက်ပေးခဲ့ရပြီးမီးဟိုတဲတို့ ပြန်၍ပြေးရသည် ပြီးမှတိန်းနေဆိုတာမျိုးမလုံးရဘူးဟဲ့ချက်ရင်ပြုံရင် သူ့နေရာနဲ့သူတခါရဲကောက်သိမ်းသွားရတယ်။သွားရင်အားလုံးကြက်လဲကုန်ရောတိန်ပြီးသားလဲဖြစ်ကြရောနင့်ဥစ္စာကတကယ်တည်းပြန့်ကျဲလို့ပတလားစီထားလိုက်တာကလည်းမြင်မကောင်းဘူး။ဟုမီးဘိုတဲမှာအကြီးကစီးဆိုပြန်၏။လှန်ွယ်မှာတောက်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 နဲ့ကောက်သိမ်းရလေ၏။ ်အိမ်ရှိသူရောက်ရောက်ချင်းလှနှွေနှင့်ဆုံတွေ့ရသည့်အရေးမှာတန်ရှင်းရေးပင်ဖြစ်လေသည်မိုးလင်းကမိုးချုပ်လှနှွေသည်တန်ရှင်းရေးကိုအထူးသတိချမ်းရသည်မေလျော်ပေါ်စာရေးမရသတိလင်း၍မရပြင်း၍မဖြစ်တန်ရှင်းရေးနှင့်စန့်ကျင်နေလျင်မိမိအားအကြီးကတစ်မျိုးမချုံးရင်ကတစ်မျိုးနားကိုဥသွောင်းအောင်ဝိုင်းပြောကြသည် တအိမ်လုံးကို လွှမ်းမိုးနေသည့်ဤအိမ်ဤတန်ရှင်ဝါရာကြီးသည်လှຫນွယ်ကို တရည်ပီးတရည်ပတ်ခါတုံနှောင်ချုပ်ချယ်၍လာလေသည်ဤဝါရကိုဖောက်ပြက်လျင်အပြစ်ကြီးတစ်ခုကိုကျိုးလွန်သည်နှင့်မချာကွက်ညံ့ဆုံးမလျက်ထိုဝါရကိုလှຫນွယ်ဤကိုယ်ထဲသို့ရိုက်သွင်းကြလေသည် အိမ်တွင်ပေပေကြံကြံညင်ညင်ထေထေရှုပ်ရှုပ်ပွေပွေနန်းနန်းစောစောဆို၍ဘာမှမရှိဘဲကြည်လိုက်လျင်ရှင်းလင်းသေးတဲ့ပြောင်လဲလှပနေပုံကိုလှနှွေကြည်မြင်ရ၏ ခတ်သိန်းသောအရာဝိထုတို့သည်တန်ရှင်းရမည်ဟုသည့်သဘောတရားသည်လှနွယ်အဖို့အစမ်းဖြစ်နေကဤလိုဘဝမျိုးတွင် မလွဲသာလို့သာလာရောက်နေထိုင်ရရှာသည့်ဒုက္ခများကအစာ၌အကျဉ်းသာမရနိုင်သည်လှနွယ်ဒီမှာလာကြည့်ပါဦးကျန်းတွေက ချောပြောင်နေပြီးဒီတောင်းဟာခေါင်းပေါ်မှာမော့ကြည့်လိုက်စမ်းပိုးဝင်တွေကတ်လို့တွေ့လား လှနှွေမှာအခန်းတောင်တွင်ရက်လျက်မချောရင်လက်ညိုးထိုးပြ၍ပြနေသောပိုးမိုင်အိမ်များကိုမော့၍ကြည်ကစိတ်မလုံလာသောအပြုံနှင့်ပြုံကြည်နေလေသည် မမြင်မိဘူးအမရဲ့အေးအေးဒါမျိုးကကြည်တက်မှမြင်တတ်တာကွတော်တော်မျက်စိမမြင်ဘူးဒီလိုမြင်နေအောင်ကလည်းစိတ်ဆက်တဲ့အကျင့်ရှိမှလည်းမြင်နိုင်နေဒီပိုးမိုင်တရိုက်ကလေးကဘာမှတော့အရေးမကြီးဘူးပေါ့ကွ ။နို့ပင်မဲ့ရှိတာနဲ့မရှိတာ မြင်ရတဲ့နေရာမှာဘယ်တင်းကကောင်းတယ်လဲ။မရှိတာကကောင်းတာပေါ့အမရဲ့။ဟိုလှနွေက ပြန်၍ဖြေးလေ၏။ ဤသို့အားဖြင့်တန်ရှင်းရေးသည်အစအနာအမင်းအမင်းအမိုက်တစ်ခု၏အတွေးမှပင်ခုံထွက်ခါမကောင်းမှုဟုသောအတီတရားသည်လှနှွေဤတဲကြည်တဲ့သို့တခါတည်းဆွဲကံဝင်ရောက်မတော်နိုင်သေးတော်လေလှနှွေကိုဆွဲ၍ထူမှန်းလိုက်သည်လာနွေသည်ကြံမွေးကိုယူကအမိုက်တရိုင်များကို တွေ့ကပ်မနေအောင်ခါလဲပြစ်လေသည်။ဂိုင်း တန်ရှင်းသွားပြီမဟုတ်လားကြည်စမ်းလှຫນွေဤဟာရရတွင်ပြောင်ရှင်းသွားသော အတွေ့ဤတိမ်မွေသောအငွေကလေးသည်ရှိုက်ခနဲဟတ်သွားကပေါ်ပါကြည်လင်းသွားလေ၏ရွှင်လန်းသောမျက်နှာသားကလေးဖြင့်ခေါင်းပေါ်သို့မော့ကြည့်ရင်ဟုတ်ပါတယ်အမဟိုဖြည်းဖြည်းတသာဖြည့်ပြောလေသည်အမပြောမယ်လှຫນွေတန်ရှင်းနေဆိုတာကစင်ရယ်စင်ရယ် ချမ်းသာချမ်းသာတိုက်နေပဲနေနေတဲနေပဲနေနေဘသူမဆိုနှစ်ချိုင်လိုက်နာအပ်တဲ့တရားကွက်အထူးသဖြင့်မိန်းကလေးတွေကပို့ပြီးတော့လိုက်နာကျင့်သုံးနိုင်ရမယ်ဒါတို့အဖို့မှအရေးကြီးဆုံးပဲအာယုံစူးဆိုင်နားထောင်ခြင်းရှိရလားဟုလှနှွင်အားတစ်ချက်အ깨ခတ်ကြည့်ပြီးမှသူ့တရားကိုဆက်ပြန်လေသည်ဘာဖြစ်လို့လဲဆိုတော့အိမ်တိန်မှာ ဒါဟာအခက်ရပဲကွ။တန်းငန်ရှင်ရှင်ဆိုတာလုပ်ယူမှရတာ။အကျင့်ပအောင်တမင်လုပ်ရတာ။တန်ရှင်းနေဆိုရင်ပဲတန်ရှင်းနေနောက်မှာဘာတွေ့တယ်လဲဆိုတော့တန်ရှင်းတော့ဖြူစင်လာတယ်မဟုတ်လား။လှနွေကသဘောပေါက်တယ်လို့စက်ခနေခေါင်းကိုညှိနေ၏။အဲ့ဒီဖြူစင်လာရင်စိတ်နှလုံးကြည်လင်လာတယ်။စိတ်နှလုံးဖြူစင်ကြည်လင်လာတယ်ဆိုရင်ပဲကွယ်။ ရိုးသားဖြောင့်မန်တဲ့သဘောကအနှင်းနဲ့အများတက်ဝင်လာတာပဲစင်းရဲတောင်ပြောင်ပြောင်နဲ့စင်းရဲတယ်အညီအကျေးကင်းရှင်းတဲ့သဘောကမပြောင်ဘူးလားပြောင်ပါတယ်မကျမ်းမာရေးဟာလဲတန်ရှင်းရေးဖြည့်မှပြည့်စုံတယ်ညစ်ညစ်ပပန်နန်းနန်းစောစောပုတ်ပုတ်တိုးတိုးဆိုရင်ကိုယ်ခန္ဓာကိုဒုက္ခပေးတယ်မဟုတ်လားအဲ့ဒီလိုတန်ရှင်းခြင်းဟောစီကန်းတည်ဝေးရလိမ့်မယ် ဖြစ်ကလေးဆန်းဟိုထိုးဒီထိုးပုဆုပဆက်လုံးလို့မရဘူးတန်ရှင်းနဲ့စိတ်ကြက်ကြက်ဆွဲမြင်းလာရင်စီကန်းတည်ဝတဲ့အကျင့်ရဲ့စိတ်ဆက်သေးချတဲ့အကျင့်ရဲ့အဲ့ဒီအကျင့်တစ်ခုကတွဲဖြစ်လာတာပဲမချောရင်ဒီသူ့တရားကိုသူနှိချရန်ဖြစ်ပြုံ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 နဲ့ခေါင်းကိုတဆတ်ဆတ်ညှိနေ၏ရှုပ်ရှုပ်ပွေပွေထဲမှာနေရင်စိတ်ကတမျိုး ရှင်းရှင်းလင်းလင်းထဲမှာနေရင်စိတ်ကတမျိုးပတ်ဝန်းကျင်အနေထားကစိတ်ကိုအမျိုးမျိုးဖန်တီးတယ်တန်ရှင်းတဲ့စနစ်နဲ့စီကန်းတည်ဝေပြီးတော့စိတ်ဆက်တေးချလာတဲ့ဆိုရင်ပဲစိတ်ဓာတ်ကိုကြန့်ခိုင်လာစေပြန်တယ်မြင်မာလာစေတယ်မိန်းကလေးတယောက်ကတန်ရှင်းနေရိုးသားတယ်ပြီပြားတယ်စီကန်းစနစ်ရှိတယ်စိတ်ဆက်တေးချတယ်စိတ်ဓာတ်ကြန့်ခိုင်မြင်မာတယ် ကျမ်းမာတယ်ဆိုရင်ကွယ်အဖိုးမတန်ဘူးလားမထူကြဘူးလားမန်ချောရင်ဤတန်ရှင်ရေးတရားသည်အေးအေးဆေးဆေးရှိဤစိတ်ပါဝင်စားစွာနားထောင်ရင်ကြီးကြီးလင်းလင်းဖြစ်သောလှတွင်အားစိတ်ဝင်စားလာအောင်ตาหยาหญิ้งเปียงเปียวฮ้อหนีจิงผิดไปดี ကလေးတယောက်အားစိတ်ထားပြောင်းလဲသွားအောင်သွေးဆောင်သောအတန်း၌ဆီယာမမတ်ချောရင်သည်ကြွန်းကြွန်းချင်းချင်းရှိလေသည်။လှနွယ်သည်စိတ်ပါဝင်စားစွာဖြင့်တလုံးပြီးတလုံးပြည့်ပြည့်ဝေးဝေးနာယူမှတ်သားလေသည်။မတ်ချောရင်ဤမျက်လုံးများသည်နူးညံ့သောအယောင်တစ်မျိုးထွန်းပါနေလေ၏။ ကိုပြောသောအချက်ကိုမိမိကိုယ်တိုင်နှိမ့်ချိုင်ယုံကြည်စွာဖြင့်၎င်းမိမိကျွမ်းကျင်နားလေသည့်အသိပညာတစ်ခုကိုမတည်သေးသောចောင်းသားတို့အားညှို့ပြသွားတတ်သော စိတ်အားထက်သန်မှုမျိုးဖြင့်၎င်းသူလုံးမင်းကလေးမှန်သည်များတက်တင်သည်များတီးတင်သည်များလိုင်းနာတင့်သည်တို့ကိုလှနွယ်ဤအသေးနှလုံးကြားတွင်ကိန်းဝင်သွားအောင်ရှင်းလင်းပြောပြနေလေသည် မင်းမေကရောမင်းကလေးကိုရေးကိုရာနဲ့ပတ်သက်ပြီးအပိုးတည်အောင်ဆုံးမတယ်မဟုတ်လားလှຫນွေဤဆိုင်ငင်းနေသော မျက်လုံးများတွင် အစဉ်တစ်ပြေမှုံတိမှုံဝါထင်နေသည့်မျက်နှာတစ်ခုကိုထင်းနေရှာရှာပြာနေလေဤ လှနှွဲမှာမျက်စိနှလုံးပွင့်နာနေတပြိုင်နဲ့အိမ်မူးကိစ္စအလုံးများဖြင့်မအားလက်အောင်ရှိ၍မိမိပျောက်ပျောက်ဖြစ်နေတော်လဲညအိယာဝင်၍ကြောနှင့်ဖြာထိတာနှင့်တစ်ချက်တည်းထိုမျက်နာပေါ်လာကလှနှွဲသည်ရွာသို့ပြန်ရောက်သွားလေသည်မိုးလေးလေးလျင်လှနှွယ်ဤမျက်စီထဲတွင်အမေးဤမျက်နာမှာမှုံဒီမှုံဝါထင်နေရလေသည် ပြာဖုံးနေသောမိခဲတွင် ပြာများ လွင့်သွားအောင်မှုတ်ပေးလိုက်ရသလို အမေအကြောင်းပြောရမည်ဖြစ်၍အမေကိုတတိယလာကမျက်နာတစ်ခုလုံးအုံမိုင်းညူဆိုင်၍သွားလေ။လှနွယ်သည်ခေါင်းကိုငုံ၍ဆုံးမပါနဲ့အမ။ဟုမျက်စိမျက်နာမကောင်းလှစွာဖြင့်ပြန်ပြောလေ။ဆုံးမတာတွေမှတ်မိသလား။ဘလို့ဆုံးမတယ်လဲ။ မန်ချုံရင်သည်ညင်သာစွာမေးလိုက်ရာကလှနှွေဤမျက်နှာကိုရိပ်မိက တွေတွေဆာဆာငေးကြည့်နေလေသည်ကျမလီမိဖို့ထဲမှာငရုတ်သီးထောင်းနေတုန်းကအမေကပြောပါတယ်ငရုတ်သီးကိုဟိုကြတီကြဖိတ်ဖိတ်ဆင်ဆင်မထောင်းရဘူးတဲ့အတန်မီအောင်လဲတကြုံကြုံလုံးမထောင်းရဘူးတဲ့ဒူးပေါ်မှာမေးတင်ပြီးတော့လဲမထောင်းရဘူးတဲ့တေးတုန်းက မိမလုံးမဲ့မိန်းကလေးကိုမိမပြီးသားလားအပိုးသေးသလားဆိုတာရောက်ခမာလောင်းကငရုတ်တီထောင်းခိုင်းကြည့်တယ်တဲ့မချွန်ရင်သည်စပွဲကုံကိုလက်နှီးကန်၍ထိုင်နေသောကလထိုင်ကို နောက်သူလှန်ကအတန်ထွက်အောင်များပင်အာပါတရားရယ်လိုက်လေသည်ထို့နောက်အာရဝမ်းမြောက်လာသောအတန်ဖြင့်အေးအေးမင်းမှတ်တတ်တယ်မင်းမေပြောတာကိုလည်းမင်းမှတ်တာ အမားပြောတာတွေကိုလည်းမင်းမှတ်ထားမင်းအတွက်တစ်တလုံးအဖိုးတန်လိမ့်မယ်မိဘကျေးဇူးဆိုတာကျွေးတာမွေးတာတွေမဟုတ်ဘူးကွတင်တာပြောတာတွေလည်းပါတယ်မင်းမိကိုဘယ်တော့မှမမေ့နဲ့ကြလားညညအမေကိုရှ िख ိုးပြီးတော့အိတ်အခုတော့ဒီမှာလာပြီးတော့အမေကိုပဆန်ရှာပေးတာအင်မတန်ကုသိုလ်ကြီးတယ်မင်းမိပြန်တော့မင်းရတဲ့လာက20ကိုပေးလိုက်ရတာမင်းမွားမသာဘူးလား မချုံးရင်သည်လှနှွေးအားပြုံပြုံကြီးကြီးလိုက်သည်တို့ဤကြည်လင်သောမျက်လုံးများတွင်ချစ်စရာကောင်းလာသောဂယုနာရိမ်များတန်ထွန်နေပေသည်ထိုအခါလှနှွေးသည်မျက်လုံးမျက်စံပြူး၍လေချောင်းတရွေးနေသလိုမြူ၍ချလျက်ခေါင်းတစ်ခါကားဖြင့်အမေပြန်တော့ကပေးလိုက်တဲ့ပတ်စံ၂၀ကအမေရတာမဟုတ်ဘူးအမ ကျမရောက်ဆောင်ကပေးတဲ့တလားကကဒေါ်အေးရပါတယ်။တလားလောက်ခါဒေါ်အေးကိုပွဲခါပေးရတယ်။မချုံရင်ဒီရင်ကိုမရွေထားလိုက်ရသည်။ဤရဲ့ចောင်းချလိုက်ရသောအခါမချုံရင်ဤရင်ထဲအသေးသေးတွင်နှင်းဆူသွားလေ၏။လူတွေရဲ့နှလုံးသားဟာ အကျဉ်းသာတရားဆိုလို့နည်းနည်းလေးမှမရှိတော့တာပါလား။ လူလူချင်းခေါင်းမုံဖြတ်သည့်စနစ်ကိုမုံတီးယွန်ရှား၍သွားလေကစိတ်ထဲတွင်မခံစားနိုင်အောင်နာကျင်၍သွားသည်လာရောက်နာဆင်အားပြီးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။